အလုံးမင်္ဂလာပါခင်ဗျာအော်တိုဘားလ၁၄ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်ကျွန်တော်ကြောက်မဲသွားခဲ့တယ်ကြောက်မဲမှာပျက်စီးတွေပြုတ်ပြက်တွေရိုက်ပြထားတယ်ဒါမီတက်ခံယူစည်းမှုနဲ့အင်တာဗျူးလည်းတင်ထားပြီးရလူကြည့်တော့နေပါတယ်လူကြည့်တော့နေပါတယ်အတူတူကျွန်တော်မျက်နှာမပါတဲ့ဗီဒီယိုဒီမှာလူကြည့်နေတတ်ပါတယ်ဒါမဲ့ကျွန်တော်တိုက်တွန်းချင်တာလေကျွန်တော်တို့ကဒီလိုဖြစ်စဉ်တစ်ခုပြီးသွားတိုင်းတော့တမရော်ကပြန်လဲပြီးတော့ထိမ့်သိမ့်လိုက်တိုင်း ။အဲ့လိုအချိန်ဒီမှာမြို့ရဲ့အပျက်စီးတွေဘယ်လိုလုပ်ခဲ့လဲဘယ်လိုဖြည့်ဆည်းသွားခဲ့လဲဆိုတော့ကျွန်တော်တို့ကမှတ်တမ်းအနေနဲ့ခြံခဲ့ကြတယ်။အဲ့အတွက်ဒါကိုလက်ဆင့်ခံပေးကြပါမျှဝေပေးကြပါ။ဒီလိုအပျက်စီးတွေကဘာကြောင့်ဖြစ်ပေါ်ခဲ့လဲဘယ်သူတွေကြောင့်ဖြစ်ပေါ်ခဲ့လဲဆိုတော့ကျွန်တော်တို့ကမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။နောက်ထပ်အခုရုပ်သံတစ်ခုထပ်တင်ထားပါတယ်။ဒါဒီဗီဒီယိုကြည့်ပြီးလို့ရှင်လည်းတွားကြည့်လို့ရတယ်။အဲ့ဒါတော့ဒီကြောက်မဲမှာ yes ခန်းထဲမှာပေါ့နော်။မီရှုဖြည့်ဆည်းသွားတယ်နဲ့မူရစီသုံးဆွဲထားတဲ့ဟာတွေပါတယ်ညာကျွန်တော်လိုက်ပြထားတယ်ရိုက်ပြထားတယ်ပေါ့နော်။ ဲ့တော့ကြောက်မေတီသွားခဲ့တယ်။နန်ခီတခြားအခက်အခဲမျိုးစုံတော့ရှိပါတယ်เนาะအခက်အခဲမျိုးစုံရှိတယ်။နံပါတ်1ကအဲကျွန်တော်သွားရေးလာရေးအတွက်ကားခက်ခဲတယ်။ဒါမဲ့လည်းမိတ်ဆွေကယူပြီးသွားလိုက်တယ်အဆင်ပြေတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ကိုခိုးအရင်တွေကတော့အတိမတ်ပြုတ်ပြီးတော့ကုညီတဲ့ပြင်ပြင်းတွေကအတိုင်းပြီးချစ်တဲ့သူတယောက်ပေါ့။ဒါကျွန်တော်ဖုန်းဆက်လာတယ်။စီဘူးပေးတယ်။အဲ့တော့ကျွန်တော်ကြောက်မဲကိုသွားနိုင်ခဲ့တယ်။ကြောက်မဲကိုသွားတဲ့အချိန်မှာကျွန်တော်ပါဝင်ကျွန်တော်တငယ်ချင်း အကျွန်တော်ရဲ့မိတ်ဆွေသတင်းတောက်တွေပေါ့နော်ခေါ်သွားခဲ့တယ်အပြည့်စည်တွေသူတို့ကိုယ်တိုင်အမျက်မြင်ကြုံတွေ့မှတ်တမ်းတင်ခွင့်ရခဲ့တယ်အဲ့တော့ဒီတစ်ခါမှာကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတဲမှာလည်းနိုင်ငံတကာကိုပြန့်နှံ့နိုင်တဲ့သတင်းတောက်ရှိရပေါ့အဲ့တော့သူတို့ကိုခေါ်သွားတဲ့ခါကျတော့သူတို့ကလည်းဖြစ်စဉ်ကိုအမှန်တိုင်းပဲကျွန်တော်တို့ရှိမှာပဲအားလုံးကြားသိခဲ့ရတဲ့ခါကျတော့ ဒီလိုဖြစ်စဉ်တွေရေးပို့လိုက်တယ်ဆိုပြီးတော့ကျွန်တော်ပြန်ပြောပါတယ်အဲ့တော့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကလည်းတည်ဖို့အတွက်ကျွန်တော်ရည်ရွယ်ပါတယ်ဒါကကျွန်တော်ရဲ့ဒီခေတ်စဉ်နဲ့ပတ်သက်ပြီးပြောပြချက်ဖြစ်ပါတယ်အဲ့တော့သတင်းတွေကမတင်ဆက်ရတာကြာလာတော့လေကျွန်တော်လည်းပြည်သက်နဲ့မထီတွေ့ရတာနည်းနည်းကြာလာမနေတတ်ဘူးတကယ်တမ်းပြောရလို့ရှင်အဲတအားမစိတ်ကအဆင်မပြေဖြစ်တယ်ပေါ့နော်အဲ့တော့သတင်းတွေပြန်ပြီးတင်ဆက်ပေးမယ်နည်းနည်းလေးကြာသွားတဲ့အတွက်တော့မှန်တယ် ရတဲ့မှာလည်းကြောင်မင်းနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်နောက်ထပ်တစ်ဖိုင်တစ်ဖိုင်လောက်ထပ်လာအောင်မယ်သူတို့ဖြည့်ဆည်းခဲ့တဲ့အပျက်စီးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရိုက်ထားတာရှိတယ်ပေါ့နော်ထပ်လာအောင်မယ်အဲ့ဒါလေးလည်းအားပေးကြပါအောင်လို့ပြောချင်တယ်နောက်တစ်ခုကခྱི་သွားလာရင်ကျွန်တော်အမြဲတမ်းသတိထားမိတဲ့အရာတစ်ခုပေါ့ဒါကိုကျွန်တော်ကိုယ်တိုင်လည်းပြန်ပြီးတော့ lesson ကမ်းချင်ပါတယ်အလုံးလေးပြန်ပြီး lesson ကမ်းစီချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့အမိုက်ပြတဲ့ကိစ္စပါအမိုက်ပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လမ်းတစ်လျှောက်မှာ baby way ကကြီးလိုက်လို့ရှိရင် မိုက်တွေဖူးဖူးလောက်နေရမြင်ရပါလိမ့်မယ်ဆိုတော့ဒီလန်းဆိုတာကျွန်တော်မြန်မာနိုင်ငံသားတွေပဲသုံးတာမဟုတ်ပါဘူးကျွန်တော်ခဏခဏပြောနေကိုမျက်နှာကိုကိုဦးမဲတုတ်တာနဲ့တူတယ်เนาะအမိုက်တစားပစ်တိုင်းကိုမျက်နှာမှာဦးမဲတစ်ချက်ပြတာနဲ့တူတူပဲအဲ့တော့ကိုကအင်ရှင်ဖြစ်တဲ့အတွက်ပို့ပြီးတော့တန်ရှင်းပြရမယ်အင်ရှင်ကတန်ရှင်းမှာဧည့်သည်လည်းတန်ရှင်းမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အမိုက်တွေတတ်နိုင်ဆုံးထုတ်ထားပါနော်ကိုကားပေါ်ကနေမပစ်ချပါနဲ့ကွန်ဒရီဘူးတွေကွန်ဒရီတွေမထွေးချပါနဲ့ လို့ကြပါနဲ့ဒီလိုမျိုးတွေတေချာလေးထိမ့်သိမ်းထားပါနောက်ပြီးလို့ရှိရင်မန္တလေးလိုမျိုးမျိုးရန်ကုန်လိုမျိုးမျိုးနေပြည်တော်လိုမျိုးမျိုးတောင်ကြီးဘယ်မှာတော့မပြင့်တက်တာတော့မှန်တယ်ဒါပေမဲ့အထူးသဖြင့်ပြောချင်တာရန်ကုန်လိုမျိုးမျိုးမှာရန်ကုန်လိုမျိုးမျိုးမှာအဓိကမျိုးပေါ်တွေမှာဒီလမ်းမေးတွေမှာအမိုက်တွေရှုပ်ပွားနေတာနန်းစော်နေတာပဲအဲ့လောက်ထိအခြေအနေဖြစ်တယ်မတော်လာလို့ရှိရင်နှစ်သက်မကောင်းလောက်တဲ့ဒီဖြစ်တယ်ပြီးလို့ရှိရင်တိုက်တည်ရဲ့နောက်ကျောကအင်တော်ဖီလန်ကြာအဲ့တော့ လမ်းပေါ်မှာအမိုက်ကြလို့အများကိုပြောရတာနဲ့တိတ်ပြဿနာမရှိဘူးဒါနည်းနည်းလေးကျွန်တော်တို့အားဆိုင်ပြီးဝိုင်းပြောပေးလို့ရတယ်အဲ့တော့ဒီတိုက်တစ်တိုက်မှာနော်ဒီတိုက်ရဲ့ဒီတိုက်ရဲ့ကြိုးချင်းကန်းနေတယ်နောက်ပြီးလမ်းကြတဲ့အမိုက်ပြစ်ချတယ်ဘာနဲ့တူလဲဆိုတော့နွားနို့ဦးတွေကိုရေရောသလိုဖြစ်နေတကြီးကနွားနို့ဦးတွေကိုမင်းတို့နွားနို့လာထည့်ကြပါနော်တရွာလုံးနွားနို့တယောက်ကိုဒပလင်းစီလာထည့်ကြပါဥပမာပေါ့ဒါပေမဲ့နွားနို့လာမထည့်ပဲနဲ့ဩငါတယောက်ထည့်ရေထည့်လိုက်ရုံနဲ့ဘယ်သူမှတော့သိမှာမဟုတ်ဘူးဆိုပြီးတော့ လူကရေထဲဒီလူကရေထဲနဲ့တူအလုံးရေဒီပဲဖြစ်သွားတယ်လို့ဖြစ်မှာပေါ့နော်အဲ့တော့ရန်ကုန်မှာလည်းအဲ့တိုင်းပဲပြောချင်တာငါတိုက်ပေါ်ကနေအမိုက်တစချလိုက်ရုံနဲ့ဘယ်သူမှမသိဘူးလို့မထင်ပါနဲ့နော်ချလိုက်တာနဲ့အဲ့မှာအမိုက်တွေကပုံလာပုံလာတဖြည်းဖြည်းနဲ့အဲ့ဒီနောက်ဖေးလန်းကြတဲ့အကုံလုံးကအမိုက်ပုံကြီးကိုလို့ဖြစ်အဲ့တော့တချို့ကဘာပြောလဲစီပင်ဘာလို့မို့ထားလဲစီပင်ကအိမ်တော်ဖေးထိလိုက်ရှင်မို့တောင်းမှမရှိဘူးတေးသေးချာချာထုတ်ထုတ်ပြီးလို့ရှိရင်စနစ်တကျပြည့်အဲ့ဒါကိုစီပင်ကလာတင်းနေမယ် လမ်းမမှာကြာနေလို့စီပင်လိုက်လဲတာနည်းနည်းကြာကောင်းသေးတယ်။ကို့အိမ်တော်ဖိလန်းကြားထီတော့ဘယ်စီပင်မှလာမသေးဘူး။ဒါလေးတွေတော့စနေတကြလိုက်နာလှုပ်ဆောင်စေချင်ပါတယ်။ကျွန်တော်တို့လည်းဒါလေးတွေကိုမျှော်လင့်ပါတယ်။နောက်တရင်းဘုတ်ကတော့ပူတာဝူတက်နယ်မှာ KIA 10ဦးနဲ့ PDF 2ဦးစုစုပေါင်း12ဦးအလင်းဝင်လာတယ်ပေါ့နော်။အဲ့ဒီပူတာဝူဘတ်ချံပူတာဝူခရိုင်ထဲမှာချို့တော့ PDF လေးတွေအလင်းဝင်မှုဆက်သွယ်ရတယ် KIA တွေအလင်းဝင်မှုဆက်သွယ်ရရှိတယ်လို့ကျွန်တော်ကြားပါတယ်။နော်ဇက်တိုက်လေးဝင်လာဖို့ရှိအောင်မှာပါအဲ့ဒီဘက်မှာအပေါ်မှာ ဒီ solo lancer ဘက်ကိုနေမင်းရှင်းလင်းမှုတွေဆက်လက်လုပ်ဆောင်မယ်မရှင်းလင်းလို့လည်းမရမရှင်းလင်းအဲ့ဒီပုံမှာရှိတဲ့တယံဇာတာတွေက KIA မြန်မာစာတရုတ်လောပန်းနေမြန်မာစာနဲ့အဲ့ဒီတောင်ပေါ်တယံဇာတာတွေကကုံတော့မယ်အဲ့လိုပဲတရားမဝင်တူဖို့နေနိုင်ငံတော်ကဘာအကျိုးမြတ်မှမရှိဘူးเนาะအဲ့နေရာတည်တည်ချာလေးရှင်းလင်းမှရတာမယ်ဒီလိုပိုက်စိတ်တဲ့ရှင်းလင်းတာများလာလို့ရှိရင်နောက်ကျိုးရှင်းလင်းလို့ပဲ PDF တွေအများအပြားအလင်းဝင်လာဖို့ရှိတယ်လို့ကျွန်တော်မြင်ပါတယ်နောက်သတင်းတစ်ပုဒ်ကဒီရက်ပိုင်းကနထိုးကြီးက နေမရှင်းလင်းတဲ့ဖွဲ့တွေလုံးလိုက်လို့ရှိရင်တကယ်ကိုလက်တံပြောင်းတယ်เนาะပြီးခဲ့တဲ့ရက်ပိုင်းကလည်းစကန်းတစ်ခုဝင်ရှင်းတာအနည်းဆုံးအလောင်းက15လောင်း16လောင်းဒီလိုမျိုးရအောင်ယူခဲ့တယ်ဗောနော်အခုတစ်ခေါက်လည်းအော်တိုဘာ73ရက်နေ့မနက်ပိုင်းမှာနထိုးကြီးမြို့နယ်ဆယ်ပင်ရွာနားမှာရှိတဲ့ PDS စကန်းတစ်ခုဝင်ရှင်းတယ်ဝင်ရှင်းတဲ့နေရာမှာအလောင်းကြီးပဲ12လောင်းသိရှိရမိခဲ့တယ်လက်နက်မျိုးစုံ10လက် GA နေ G တွေလက်ပစ်ပုံးတွေဆက်ဆက်ပစ္စည်းတွေအများကြီးသိရှိရမိခဲ့တယ်ဗောနော် ဲ့တော့နထိုးကြီးတဝိုက်မှာဒီလုံညိုကြီးတဖောက်ဝင်နေရဲ့နေမီရှင်းလင်းမှုကတော်တော်လေးကောင်းပါတယ်ဟိုဒီမပြုတ်နိုင်တဲ့သတင်းတွေအရာတော့အဲ့ဒီမှာနေမီရှင်းလင်းနေတာကအဲတက်မဟုတ်ပဲရဲလို့တော့ပြောတယ်ဗောနော်ကျွန်တော်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီမပြုတ်နိုင်ဘူးအထူးရဲတွေလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှင်အထူးတင်နန်းပေးထားတဲ့ရဲတက်ဖောက်ဝင်တွေဖြစ်ကောင်းဖြစ်မယ်ဗောဒါမှမဟုတ်လို့ရှင်ပူပေါင်းဖောက်ဝင်လည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့ဒီလိုမျိုးပဲအခြားနေရာတွေမှာလည်းနေမီရှင်းလင်းစေချင်ပါတယ်เนาะကျွန်တော်တို့လည်းမျှော်လင့်ပါတယ်အဲ့တော့ ိုက်ပွဲကြီးကြီးပေါ်ဆောင်တာလည်းမဟုတ်ဘူးစခန်းလေးတွေဆောက်ထားတယ်ပြီးလို့ရှိရင်ဝန်ထမ်းတွေဖမ်းလိုက်ပြည်သူတွေဖမ်းလိုက်နှိပ်စက်လိုက်စက်ကြီးကောက်လိုက်ပြီးအမြန်လမ်းပေါ်တက်ပြီးမိုင်းလေးဆွဲလိုက်နော်အမြန်လမ်းပေါ်မှာရှိနေတဲ့အမြန်လမ်းရဲကိုတက်ပစ်လိုက်ဒီလိုအခြေအနေမျိုးလုပ်နေတဲ့သူတွေရှင်းစီချင်တယ်အဲ့ဒါမျိုးကအခြားသောနေဒီမှာလည်းရှိတယ်ဥပမာပကိုးနောက်မှာဆိုအဲ့တိုင်းပဲတိုက်ပွဲကြီးကြီးဘာမှမဖြစ်ဘူးခုနားသေးသေးလေးလိုက်လို့ဒီနားသေးသေးလေးလိုက်လို့ပြီးတော့နာမည်ယူနေတဲ့ဖွဲ့တွေရှိတယ်ဒါမျိုးတွေကိုလည်းအထူးအဖွဲ့တွေနဲ့ နေမီရှင်းလင်းစေချင်ပါတယ်။ဆိုနောက်တဲ့နေ့ဘုကတော့တီဘောပေါ့နော်။ကျွန်တော်စဉ်းစားတယ်။ကျွန်တော်ကြောက်မဲ့ရောက်တဲ့အချိန်မှာကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်ပြောပါတယ်။ငါတို့မပြန်မဲတရက်နှစ်ရက်လောက်အိတ်လိုက်လို့ရှိရင်ငါတို့တီဘောပါဆက်တက်လို့ရလောက်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်။အခုဒါပေါ်ဂျူရောက်ပြီလို့ကျွန်တော်တို့တည်င်းနေရသိရပါတယ်။ညညတို့ဖုန်းဝင်တွေကထင်တာတက်ပို့ပြီးတော့ တိုက်ရတာဒီလူတွေကိုလွယ်နေတယ်ပေါ့နော်ပြောမှဆိုရင်တော့အဲ့လိုပဲပြောမှာတိုက်ရတာတော်တော်လေးကိုလွယ်နေတဲ့အနေထားအခုကျွန်တော်ကြားသလောက်ကပြည်သူထောက်ခံမှုကတော့လုံးဝမရှိဘူးမရှိတဲ့ခါကျတော့နည်းနည်းလေးတင်းလိုက်တာနဲ့ပြေးတင်းလိုက်တာနဲ့ပြေးအနေထားရှိတယ်ပေါ့အဲ့တော့အခုဆိုလို့ရှိရင်ကလွန်ညွတ်ဖုံဝင်တွေကဗိုလ်ချုပ်ဖရာအနီးတဝိုက်ကိုရောက်ရှိနေပြီအဲ့မှာနေမရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပြီပေါ့အဲ့တော့ပလောင်တီရနယ်လီတို့ရဲ့ထုံးစံအတိုင်းပဲဆုတ်ပြီဆိုရင်ထုံးစံတိုင်းတရားချိုးခဲ့မယ် ယုံနေမိရှုခဲ့မယ်အိမ်နေမိရှုခဲ့မယ်ဒါတွေကတော့အမြဲမပြတ်လုံးဆောင်သွားတာရှိပါတယ်အခုလည်းကျင်းဒီတရားကိုမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်ဒါကိုလူညိုတဲ့ဖုံဝင်တွေက drone နဲ့ရိုက်ထားတဲ့ရုပ်သံတစ်ခုကျွန်တော်တို့ကြည့်လိုက်ရတာဖြစ်ပါတယ်မကြခင်မှာတီဘောကိုတိမ့်နိုင်တော့မှာဖြစ်ပါတယ်ဘော်ဂျူရောက်ပြီဆိုတော့နောက်ထပ်9မိုင်ပတ်ဝန်းကျင်လောက်တက်မယ်ဆိုလို့ရှိရင်တေချာဘောတီဘောကိုရောက်မယ်ကြားထဲမှာရွာနှစ်ရွာပေါ့ရွာကြီးကြီးမမနှစ်ရွာလောက်ဖြတ်ဖို့ရှိသေးတယ်ဒါကတော့ AACC ပဲပေါ့နော် ကျင်တီလိုမျိုးဘောဂျူလိုမျိုးဖြစ်လာခဲ့ပြီဆိုလို့ရှင်တော့တီဘောကတော့မကြခင်ရောက်တော့မှာပါအဲ့တော့တီဘောကနေပြီးတော့နယ်မြေဆက်ဖို့အတွက်လာချိုးနယ်မြေဆက်ဖို့အတွက်ဘလောက်ကြာမလဲတော့ကျွန်တော်ပြောလို့မတတ်သေးဘူးပြီးခဲ့တဲ့တရက်ကနေပြီးတော့ဒီနေ့ဆိုရင်73ရက်74ရက်ရှိပြီပေါ့နော်ဂျားထဲမှာနှစ်ပတ်လောက်အတွင်းပေါ့နှစ်ပတ်လောက်အတွင်းမှာပဲတီဘောကိုအနာကတ်နိုင်တဲ့အနေအထားဆိုတော့နှစ်ပတ်ကိုတစ်မျိုးပေါ့တစ်လောက်ကိုနှစ်မျိုးလောက်နှုံးနဲ့တင်လို့ရနေတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့တီဘောကိုအခုလိုမျိုးမြင်မြန်ဆန်းဆန်းရောက်သွားတယ်လို့ပဲ ကျွန်တော်တို့အန့်တို့တောင်ကုတ်တို့တန်တွဲတို့ကိုလည်းတင်းစီချင်ပါတယ်เนาะတန်တွဲကိုလည်းတင်းစီချင်ပါကျွန်တော်ဆိုရင်တန်တွဲမှာရှိနေတဲ့ AA တွေကိုတော်တော်ကြည့်မရတော့ဘူးသူတို့လုံနေတဲ့အလုပ်တွေကတိတ်အဆင်မပြေနေဘူးဒါမဲ့လည်းအခုရပိုင်ကြည့်ရတော့တန်တွဲကြောက်တော်စဒီဒီတာတွေမှာလေချောင်းတက်ခိုက်မှုတွေလက်နက်ကြီးကြတာတွေရှိတဲ့အခါကျတော့ဘယ်ချိန်များထပြီးတော့စစ်ကြောင်းတွေဘယ်လိုနည်းနဲ့ဝင်သွားမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမှာပေါ့အဲ့ဒီဘက်ချမ်းအန်တောင်ကုတ် ဒီလမ်းမကတော့တိတ်ပြီးမပြောနိုင်ပေမဲ့တန်တွဲကတော့ဒါကန်တက်တွေနဲ့တက်ပြီးတော့တိုက်မယ်ဆိုလို့ရှိရင်တိုက်လို့ရတဲ့အနေထားပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီအတွက်အချိန်မယူသေးဘူးလို့ကျွန်တော်ထင်ပါတယ်တခြားနေရာတွေကိုအပြက်အရင်ဆုံးတိုက်ဖို့လိုမယ်ထင်ပါတယ်အဲဒါကိုလေယူဆပြီးတော့ဒီဘက်ချမ်းပြည်နယ်မြောက်ပိုင်းကိုအရင်ရှင်းမယ်နဲ့တူပါတယ်။ချမ်းပြည်နယ်မြောက်ပိုင်းမှာတီဘောနဲ့လာချူနဲ့ချိတ်မိသွားပြီဆိုလို့ရှိရင်လာချူမန္တလေးလမ်းပိုင်းကအလုံးပွင့်သွားပြီပေါ့။အဲတော့ပြည်သူတွေအတွက်လည်းတော်တော်လေးအဆင်ပြေသွားမယ်။ဘော်ဝိုင်းမှာဂျန်တဲ့မြို့တွေက အေးစစ်ဆက်ပြီးတိုက်လို့ရတဲ့အနေထားပေါ့နော်အဲ့တော့ဒါပြီးလို့ရှိရင်တော့ရခိုင်ပြည်နယ်အလှည့်ရမယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကတော့ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့လက်ပံလှပေါ့နော်စင်ကူးလက်ပံလှဖြစ်စဉ် PDA တွေက Starlink တက်လို့အဲ့ဒီအိမ်ကိုပြဿနာလာရှာတယ်အဲ့တော့ Starlink မှာအိမ်ဘေးနားပတ်ဝန်းကျင်တွေဘာညာ password ပေးထားရင်လည်းပေးထားမှာပေါ့ internet သုံးမရတဲ့ဒေသမှာဆိုတော့ဒါကတော့ရှိမှာပဲလေအဲ့ဒီတော့ဟို Starlink ကိုအခကျင်းွေယူပြီးတက်တယ်ဆိုပြီးတော့ ဲ့ဒီအိမ်ကိုပြဿနာလာရှာတယ်ဆရာတော့အိမ်ကလူတွေနဲ့ပြောကြဆိုကြပေါ့အဲ့လိုဖြစ်ကြတဲ့ခါကျတော့ဒီမှာဖြစ်စဉ်ကတော့အလုံးမြင်ပြီးသွားပြီเนาะအဲ့ဒီမိသားစုကဖမ်းသွားတယ်မိသားစုဖွဲ့ဝင်တွေကိုအစောပိုင်းမှာအရိယာတောင်းကျန်းသူတွေကထုတ်ပြန်တယ်ပြည်သူ့ကိုမချင်မကန်ပြောတဲ့သူတို့ရဲ့အဖွဲ့တွေကိုအရေးယူပါမယ်ပြည်သူတို့အရေးယူဖို့အစီအစဉ်မရှိဘူးဆိုထုတ်ပြန်တာနံပါတ်1 ။နံပါတ်2ထုတ်ပြန်တာကသူတို့ရဲ့အကြံဖတ်သမားတွေကိုလည်းအေးအေးယူမယ်။ပြည်သူလည်းအေးအေးယူမယ်ဆိုပြီးထုတ်ပြန်တာနံပါတ်2။ဆိုတော့ဒီလိုထုတ်ပြန်ညနေဆောင်ထွက်လာတယ်။အဲ့ထုတ်ပြန်ညနေဆောင်မှာဒုတိယဆောင်မှာတော့ Starlink သုံးလို့ပထမချိန်10သိန်းဒုတိယချိန်ဆို30နဲ့10နောက်တစ်ချိန်ဆိုလို့ရှိရင် Starlink မှာသိမ်းမယ်ဆိုပြီးတော့စာထုတ်ပြန်တယ်။နော်။ဒါကဟိုသူတို့ဘက်ကထုတ်ပြန်မှုပေါ့။ဒီနေရာမှာလာပြောတဲ့ PDF တွေကိုမှန်တယ်ဆိုပြီးတော့ထောက်ခံတဲ့နီပိန်းတသက်ရှိတယ်ဒီဘက်ကလည်းအဲ့လိုမျိုးပြည်သူဆက်ဆံရလားဆိုပြီးတော့ပြောတဲ့ လူတွေလည်းရှိတယ်အဲ့တော့ဘယ်လိုပဲပြောပြောရှူတော့နဲ့꽈သွားတာပဲเนาะအဲ့ဒီ PDF တွေနေရာမှာအဲ့လောက်ပြောယုံဆူယုံနဲ့တက်ဆိုလို့ရှိရင်သွားပြီဘာမှလုပ်လို့မရတော့နိုင်ငံတကာအထူးပေါ့မဲ့ဗီဒီယိုဖြစ်သွားမှာအဲ့ဗီဒီယိုကနော်ပြည်သူတွေကိုဒီလိုမျိုးမချေမငံဆက်ဆံနေဆွဲလာရန်လာဖြစ်တယ်ဆိုတော့ရုပ်တံပိုင်းတကူကနိုင်ငံတကာတိပေါက်သွားမှာဒါပေမဲ့ PDF တွေလို့တာဖြစ်တဲ့တော့ဘာမှမဖြစ်ဘူးနော်အဲ့ဒီက PDF မှန်တယ် ြည်သူကမှားတယ်။နေရာကမှာပြည်သူအလိုလိုက်နေစရာမလိုဘူး။ပြည်သူကအမြဲတမ်းမှန်ဘူးဆိုတော့ concept ကသူတို့စီကထွက်လာပြန်ပြီ။နော်သူတို့ကအမြဲတမ်းမှန်တယ်။သူတို့ကဓမ္မဘတ်တော်သားတွေ။သူတို့နဲ့ရှင်လာရင်ပြည်သူဒီပင်လည်းမှားတယ်။နော်ဒါကကျွန်တော်တို့နမူနာယူရမယ်တင်ကန်းစာယူရမယ်ဖြစ်စဉ်မျိုးဖြစ်ပါတယ်။နော်ဒီနေရာမှာဘသူမှားတယ်မှန်တယ်မပြောဘူး။အမြဲတမ်း shoot out ရသူတို့နဲ့ရှင်လာရင် ပြည်သူတော်မှာ အတ္တမဘတ်တော်သားဖြစ်သွားလိမ့်မယ်။ဒါကတော့ဒီဖြစ်စဉ်ကိုကြည့်ပြီးတော့ကျွန်တော်တို့မြင်လိုက်ရတဲ့အမြင်ပဲဖြစ်တယ်။နောက်တစ်ရင်းတစ်ပုဒ်ကတော့နိုင်ငံတကာသတင်းပေါ့နော်။ဟာမတ်စ်အဖွဲ့အနေနဲ့အစ္စရေးနိုင်ငံတွေကိုဝင်ရောက်ပြီးတော့တရားခံတွေဖမ်းဆီးခဲ့တယ်။ဖမ်းဆီးခဲ့ပြီးတဲ့အချိန်မှာသူတို့ကမြေအောက်ကဂလိုင်နီထဲမှာဝင်နေကြတယ်။အဲ့လိုနေပြီးတဲ့နောက်ပိုင်းမှာအစ္စရေးအနေနဲ့ဂါဇာကိုဘုံတွေတောက်လျှောက်ကျဲတယ်။ပြည်သူပေါင်းတောင်းတရှိသေးတယ်။တိုက်ပွဲကြီးကြီးကြီးမားဖြစ်တယ်လေကြောင်းတိုက်ခိုက်မှုတွေပပဆက်ဆက်လုပ်တယ်အဆောက်အဦများစွာ80ရာခိုင်နှုန်းလောက်ပျက်စီးတယ် အဲ့လိုပြီးတဲ့နောက်မှာတော့ဒါဇာကန်ဒါဇာဒါဇာပြန်လွှတ်ရင်းနဲ့နောက်ဆုံးမှာတော့ဟာမတ်စ်အဖွဲ့ဟာဒါဇာကန်သူတို့စီမှာရှိတဲ့သူတွေအကုန်လုံးကိုပြန်လွှတ်လိုက်ပြီလို့ပြောပါတယ်အဲ့တော့နေတန်ယာဟုအနေနဲ့ဘယ်လိုဆက်လုပ်မလဲတော့မပြောတတ်ဘူးဒါဇာကန်လွှတ်မယ်လို့ပြောတဲ့ဇာကားအဲ့ဒီမတိုင်ခင်အချိန်ထိပေါ့နော်9မိနစ်လောက်အလိုထိကိုဂါဇာကိုဘုံကျင်းနေသေးဖြစ်ပါတယ်ဒါပေမဲ့အခုတော့လွတ်လိုက်ပြီပေါ့နော်လွတ်လိုက်ပြီဆိုတော့အဲ့တော့ဒီနေရာကိုပါလက်စတိုင်းနိုင်ငံအဖြစ်အစ္စရေးကအတိမတ်ပြုတ်မလာမပြုတ်ဘူးလားအမေရိကန်ကအတိမတ်ပြုတ်မလာမပြုတ်ဘူးလားဆိုတော့လေစောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ် နောက်တစ်ရင်းတစ်ပုတ်ကတော့ပြီးခဲ့တဲ့ပိုင်းကစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့ဗမောက်မြို့နယ်ကိုပြည်ထရေးတိမ်းသွားတယ်ပေါ့ NUG ရဲ့ဥဆောင်မှုနဲ့ပေါ့နော်တိမ်းသွားတယ်ဆိုပြောပါတယ်အခုတော့ရှမ်းပြည်တိုင်းသားလက်လက်ကင်နဲ့တမတော်စစ်ကြောင်းတွေကနေမင်းရှင်းလင်းပြန်လုပ်ပြီးတော့ဗမောက်မြို့နယ်အထိပြန်ရောက်နေပြီတိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေတယ်အခုဒါပူပေါင်းလုံးညွေးတဖောက်ဝင်တွေကဗမောက်မြို့နယ်အနီးဆုံးမှာရှိတဲ့ကန်ရွာအဲ့ဒီမှာ KIA နဲ့ PDS အခန်းကုန်းတစ်ခုကိုတင်းစီလိုက်တယ်အဲ့လိုပဲအခြားသော ကြေးရွာတွေမှာရှိတဲ့စခန်းကုန်းငယ်တွေကိုလည်းသိမ်းဆီးလိုက်တယ်လို့သိရပါတယ်။ဒါဗမောက်နဲ့ပတ်သက်ပြီးတော့ဘယ်ချင်းတရင်ကောင်းကြားမလဲစောက်ကြည့်ရမယ်ပေါ့နော်။နောက်တရင်တဘောကမိတိလာမှာနော်မျိုးလေကောင်ကြီးမှာလူမျိုးကြီးတဖုတ်ကနေဆီးလာတဲ့ကားတစီဖြတ်သွားတယ်။အဲ့ဒီမှာဘုံနံပစ်ထည့်တယ်။လမ်းပစ်တဲ့တော့ဘုံကကားပေါ်မှာကွဲတယ်။ကွဲတော့မှန်တယ်။ဒါပေမဲ့ဘလူကြောက်ဘာဖြစ်သွားလဲတော့မပြောတတ်ဘူး။နော်အဲ့ဒီမှာဖြစ်စင်မှာထိခိုက်တိုက်စုံမှုမရှိဘူး။ ဲ့တန်ရာရရှိမှုတော့ရှိကြတယ်တော်တော်များတန်ရာရကြတယ်ပေါ့အစကတော့ဆင်မှာပဲလေဆိုတော့ဘာပုံနဲ့ဘယ်လိုပြစ်လိုက်လဲတော့မပြောတတ်ဘူးအဲ့တော့တကယ်ဖြစ်စေအမှန်မှာထိခိုက်တည်ဆုံးမှုတကယ်ဖြစ်စေအမှန်မှာကြဆုံးတည်ဆုံးမှုမရှိဘူးဒါပေမဲ့ခစ်တဲ့နဲ့အကြံဖတ်အပီမီဒီယာတွေမှာတော့လုံးဝအများကြီးပဲတည်ဆုံးတယ်မရှိမလားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာမြို့တွင်းကိုအခုလိုမျိုးလာလောက်တဲ့အထိပေါ့ရော့တာတော့တိတ်တော့မဟုတ်သေးဘူး เนาะအဲ့ဒီမှာအဲ့ဒီပြည့်စင်မှာလာလို့သွားတဲ့ဟာကိုလည်းမကြခင်မှာဖန်စီရမိနိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ပြီးတော့ပြီးမှာပဲလေဒီလိုပြည့်စင်မျိုးပေါ်တင်ရေးလို့သွားပြီးတဲ့နောက်တော့ဒီမျိုးပေါ်မှာတော့ဆက်နေဖို့တော့မရှိဘူးပေါ့နောက်တဲ့တင်းတဲ့ပုံကတော့ NCA ဆန်နစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုနေပြီးတော့မှကျင်းပမှာဖြစ်ပါတယ်ဒီအခမ်းအနားကို၃ရက်လောက်ကြောင်ကျင်းပမှာဖြစ်ပါတယ်။အောက်တိုဘာ15ရက်ကနေစပြီးတော့အောက်တိုဘာ19ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။ပြီးတော့ NCA ခန်းနာနဲ့ပတ်သက်ပြီးတော့ NCA ခန်းနာနဲ့ပတ်သက်ပြီးကျွန်တော်တို့ပုံဝင်ချင်းမှာပြောနေကြတာနှစ်မျိုးရှိပါတယ်။ အဲ့တော့တမျိုးကကြတော့လက်နက်ကရင်တောင်းကျင်းသူတွေဘက်ကပေးတယ်မှတ်ချက်ဒီခဏကိုတက်မယ်မတက်ဘူးတဝက်ပဲတက်မယ်နောက်ပိုင်းမတက်ဘူးစသဖြင့်ဒီလိုမျိုးမျိုးပြောနေကြတာရှိတယ်။သတင်းလောကမှာလည်းမီဒီယာသမားတွေပြောနေကြတာရှိတယ်။သူ့ဖိတ်တယ်ငါ့ကိုမဖိတ်ဘူးဆိုစသဖြင့်ပေါ့နော်။ဒါကျွန်တော်လည်းပြောလိုက်ပါတယ်။မဖိတ်မတက်ရုံပေါ့။ဘာဖြစ်လဲ။ဘာမှလည်းထွေထူးမရှိဘူးလေ။အဓိကကပွဲကိုဘသူတွေလာတက်လဲမိကွန်းဘာတွေပြောသွားလဲ။ဒါမှဓာတ်ပုံတွေရိုက်မယ်ပြီးလို့ရှိရင်ပြန်မယ်။ဒီလောက်ပါပဲ။ မီဒီယာသဘာဝတွေအခက်ခဲတာလောက်တကယ်လို့များကံကောင်းတဲ့အဆောက်တယ်ဆိုလို့ရှိရင်တော့အင်တာဗျူးတွေပါရရမယ်ပေါ့နော်ဆိုတော့ဒါကဒီအခက်ခဲတာပြီးပြီနောက်ပိုင်းမှာသူတို့ဆက်ပြီးဆွေးနွေးမယ့်ကိစ္စတွေပါရညီငယ်ကိစ္စရဲ့တွေအားလည်းဆက်ရှိနေအောင်ပါပဲအဲ့တော့နိုင်ငံတော်ထုတ်ပြန်တဲ့အချိန်ဆောက်ပြီးတော့တင်မယ်ဆိုရင်လည်းတင်လို့ရတယ်။အဲ့ဒီအချိန်မှဆိုရင်နည်းနည်းတော့နောက်ကျရင်တော့နောက်ကျမယ်။ဒါပေမဲ့အဲ့ဒီအချိန်ထိဆောက်ပြီးမှတင်ရင်လည်းတင်လို့ရတယ်။ဘာပြဿနာမှမရှိဘူး။ဖိရင်သွားလိုက်ရုံပဲ။မဖိရင်မသွားရုံပဲ။ဒါပဲရှိတာပေါ့နော်။ဒါမီဒီယာသမားတွေပဲပေါ့။အဲ့တော့လက်နက်ကင်တောင်းကျန်းသူအချို့စကားပေါ့နော်။ တော့ဒီမှာကျတော့ NCA နဲ့ပတ်သက်ပြီးတော့ပေါ့ပေါ့တန်တန်ပြောတာရှိတယ် NCA ကအသုံးမဝင်တော့ဘူး NCA ကပြတ်သွားပြီ NCA ဆိုတော့ပြက်ပြဲတယ်ယူထုံးတာမရှိဘူးဒါဟုတ်သွားပြီးတော့ပြက်ပြဲတယ်လို့တော့ပြောလို့မရတချို့အစိုးရောက်နေတဲ့လက်နက်ကင်အဖွဲ့တွေရှိပါလိမ့်မယ်နော်ဘယ်အစိုးရတက်တဲ့ NCA စာချုပ်ဆိုတာပြက်စရာအကြောင်းကိုမရှိဘူးနော်အဲ့အတွက် NCA စာချုပ်နဲ့ပတ်သက်ပြီးတော့ဒီအဖြတ်သမားတွေကတော့ကြိုက်မှာမဟုတ်ဘူးဒါပေမဲ့တချို့သောလက်နက်ကင်တောင်းကျင်းသူတွေကလည်းမီးစားတစ်ဖက်ရင်မုတ်တစ်ဖက်မလုပ်တဲ့ နော်ငင်းချင်းရေးကိုလူလာတဲ့အောင်နဲ့ဟိုဖွဲထောက်ပတ်ဒီဖွဲထောက်ပတ်နဲ့လည်းမလုပ်သင့်ဘူးငင်းချင်းရေးလူလာတဲ့သူတွေကစပွဲဝိုင်းပုံမှာပဲပြဿနာကိုဖြေရှင်းလိမ့်မယ်ငင်းချင်းရေးမလူလာဘူးနေမြေလူချင်းလို့နော်အချိုးစည်းပွားကြောင့်အဲ့ဒီလိုလူတွေကတော့တိုက်ပွဲတွေဖန်ပြီးမယ်ဒီလိုချင်းနေနဲ့ပဲပြီးဆုံးလိမ့်မယ်အဲ့တော့အစတွေကကျွန်တော်ခဏခဏပြောနေကြစကားရှိတယ်တိုင်းသားလက်နက်ကင်တွေဘလောက်ပဲဆွေးနွေးဆွေးနွေးသူတို့ဆွေးနွေးရမယ်ဆွေးနွေးဘက်ကတတ်မတော်ပဲဖြစ်တယ်နော်တက်လာတဲ့နိုင်ငံရေးပါတီတွေကနေတက်လာတဲ့အစိုးရနဲ့တော့ဆွေးနွေးလို့မရဘူး ဘာကြောင့်ဆွေးနွေးလို့မရတာလဲအဲ့ဒီဆွေးရတွေလက်နက်ခံတိုင်းနေတဲ့သူတွေမဟုတ်ဘူးနော်ဒီချိန်မှာသူတို့ဝင်လုပ်လို့ရတာအတိတ်တည်းအနေနဲ့ပဲလုပ်လို့ရတကယ်တမ်းဆွေးနွေးရမှာနှစ်ဖက်လက်နက်ကင်ပြီးတိုက်နေတဲ့သူချင်းချင်းဆွေးနွေးရမှာအဲ့ဒါကိုတက်မတော်နဲ့မဆွေးနွေးခြင်းဘူးဆိုလို့ရှိရင်သူနဲ့တော့ဆွေးနွေးမှာတော့တိုင်းသားလက်နက်ကင်အမိခံတိုင်းတိုင်းသားတွေရဲ့အကျိုးတိုင်းသားဒေသတွေငြိမ်းချမ်းမှုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါတွေကိုလည်းလှူလာရမှာပေါ့ဒီလိုလှူလာလို့ဆိုရင်ဇပွဲပေါ်မှာပဲဆွေးနွေးတာပိုပြီးတက်တော့မယ်ထင်တယ်အစိုးရကကိုကဒီနိုင်ငံရေးလမ်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ တအားမစိတ်ဝင်စားနေတယ်နော်နိုင်ငံကြီးမှနိုင်ငံကြီးဖြစ်တယ်ဆိုလို့ရှိရင်လက်နက်တွေချပြီးတော့ရွေးကောက်ပွဲဝင်ကြဟမ်ရွေးကောက်ပွဲဝင်ကြတထောင်ချစ်ဖွဲ့စည်းပုံခြေရောဥတွေမကြိုက်ဘူးလို့ပြောတဲ့လက်နက်ကိုင်တောင်းကျန်သူတွေလည်းရှိတယ်အဲသူတို့ဘယ်တော့မှပေါ်လာလဲကြည့်လိုက်တော့2008ဆိုတာမပေါ်ခင်လူလက်ရေးရပြီးတော့ခမင်းတိုးတော့မကြက်သေးဘူးဆန္ဒထပြပြီးတော့တော်လန်တဲ့သူတွေတော့ဒီလိုလူမျိုးတွေလည်းရှိတယ်အဲ့တော့ဘယ်အစိုးရတက်တက်အကြောင်းပြချက်တစ်ခုခုထားပြီးတော့ တောင်းကြမ်းနေမှာပဲစူပူအောင်ကြွနေဦးမှာပဲဆိုတော့ဒီလိုလူမျိုးတွေကတော့စပွဲဝိုင်းနဲ့မထိုက်တောင်းเนาะအစိုးရအနေနဲ့ကတော့မေတ္တာရဲခံနေလာကြပါလာကြပါဆွေးနွေးကြပါတိုင်းသားညီကိုချင်းဖြစ်လို့ဆွေးနွေးကြပါဒါပေမဲ့သူတို့ကကြတော့အဲ့လိုမဟုတ်ခေါင်းစစ်တစ်မျိုးထပ်ပြောင်းဦးမှာပဲနောက်ထပ်ရဲသားစုရတက်တစ်ဆက်တက်နှစ်ဆက်တက်ပြောင်းဦးမှာပဲ NLD စိုးရလက်ထက်တုန်းကလည်း NLD စိုးရကဘယ်လိုဖြစ်လို့ဘယ်ဟာဖြစ်လို့ထုံမြင့်နိုင်လို့ကိုယ်နိုင်ဝေဖန်ခဲ့တာပဲလीနော်အဲ့လိုပဲလက်နက်ကိုင်တော်တော်များများဝေဖန်ခဲ့ကြတာပဲလीနော် ဆိုတော့ဘဲဆိုးရတတ်တဲ့သူတို့ရဲ့လူလာချက်ကဒါမဟုတ်နေဘူးငြိမ်းချမ်းရေးမဟုတ်နေဘူးနော်သူတို့ရဲ့လူလာချက်ငြိမ်းချမ်းရေးမဟုတ်နေဘူးမပြေဝဘူးဖက်ဒရယ်မဟုတ်ဘူးဒီမိုကရေစီမဟုတ်ဘူးဒါတွေကဇက်တိုက်ဇက်တိုက်အကြောင်းပြပြီးတော့ပြောနေဦးမှာပဲအဲ့တော့လက်ရှိ NCA စာချုပ်နဲ့ပတ်သက်ပြီးတော့နှစ်ပတ်လည်လုပ်တယ်ဘာဖြစ်ဖြစ်ဒါကစူးစမ်းခဲ့တဲ့ ထိမ့်မှတ်မှတ်တိုင်တစ်ခုဖြစ်တယ်။နောက်အရေးရနေပြီးတော့ဖောက်ပြန်သွားတဲ့ဖောက်ပြန်ရေးသမားကြီးလည်းရှိတာပဲ။ NCA လက်မှတ်ထိုးထားပါလျက်နဲ့အပြစ်ကရစဲရေးသဘောတူထားပါလျက်နဲ့ဖောက်ပြန်သွားတဲ့ဖောက်ပြန်ရေးသမားကြီးရှိတာပါပဲ။ဒါကတော့သူ့ကိစ္စနဲ့သူသွားပါလိမ့်မယ်။နောက်သတင်းနှစ်ပုဒ်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်မှာရှိတဲ့မြတ်စလုံးကြီးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပအိုးတိုင်းသာလက်နက်ကင်တွေအထိတ်ချုပ်လိုက်ပြီလို့သိရပါတယ်။ဒီဒေသမှာလည်းနေမီရှင်းလင်းရေးတွေ ဒါဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။သူတို့ဘက်ကထုတ်ပြန်တဲ့သတင်းတွေအရဒီကြေးရွာတွေကိုထိန်းချုပ်တဲ့နေရာမှာလူငယ်တဖုံဝင်နေတဲ့ဒီပိုးတိုင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ့နော်။ဒီအဖွဲ့တွေကအင်အားထောင်နဲ့ချီအုံပြူတယ်၊နေချောင်းတွေလည်းအုံပြူတယ်၊ဒရုန်းတွေလည်းအုံပြူတယ်။ဒါပေမဲ့သူတို့ဘက်ကနေပြီးတော့အထိခိုက်မရှိနော်။အထိခိုက်မရှိဆုတ်ခွာနိုင်နေဆိုပြီးသူတို့ကတော့သတင်းတွေပြန်တင်နေပေါ့နော်။သူတို့ကတော့ဘယ်တော့မှအထိခိုက်မရှိဘူး။တနာစရာကောင်းတယ်သူတို့ဘက်ကသူတို့ကတော့တည်တယ်အတုပါတော့ချနိုင်ပြီ။ဒါပေမဲ့ခစ်တစ်တို့ဘာလို့မှအထိခိုက်မရှိဘူး။ သူတို့ဘက်ကတည်တာမရှိနောက်တရင်ဘောကတော့တီဘောကိုအောင်မြင်ချက်နေတယ်လို့ပဲနမ်ဆန်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗါဒီလေကြောင်းတိုက်ခိုက်မှုကနမ်ဆန်မြို့နယ်ကရားကြီးကျေးရွာအဲ့ဒီမှာအခြေပြုနေတဲ့ TNL ဖွဲ့ဝင်တွေအခြေပြုနေတဲ့နေရာကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့လူထိခိုက်မှုအခြေအနေတွေတော့ကျွန်တော်တို့စုံစမ်းနေဆဲဖြစ်ပါတယ်။ချင်းပြည်နယ်မှာရှိတဲ့ဟာခါမတူဘီဒီနေရာတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဟာခါမှာတော့ဟာခါမြို့နယ်ဘန်ဟာကြီးရွာမှာရှိတဲ့ စာတင်ကြောင်းမှာအခြေပြုနေတဲ့ချင်းလန်းလက်ကင်အဖွဲ့ဝင်တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာတိုက်စုံးမှုတွေရှိတယ်လို့သိရပါတယ်။ဒဏ်ရာရရှိတဲ့သူတွေလည်းရှိတယ်ပေါ့နော်။အဲ့လိုပဲထုံးစံတိုင်းပြောမှာပေါ့နော်။ကလေးတွေကြောင်းတက်နေတဲ့ချင်းလာပစ်တယ်လို့ပြောမှာပေါ့နော်။တော့အဲ့နေရာမှာဘာကြောင်းမှတက်လို့လဲပေါ့နော်။ဘာကြောင်းမှမဖွင့်တဲ့ကိစ္စဘူး။သူတို့ကကြောင်းအတင်းပေးဖွင့်တယ်နော်။ရခိုင်မှာလည်းအဲ့တိုင်းပဲလေကြောင်းတက်ခိုက်ရင်သူကြောင်းသားတွေထိပြီ။မတူပြီမှာလည်းအေးအေးရဲ့ချင်းလက်နက်ကင်ဖွဲ့ဝင်တွေရဲ့နေတဲ့ဖခင်ကြောင်းကိုတက်တက်တိုက်ခဲတာတော်တော်သေးကြတယ်။ ဆယ်နဲ့ကြည်တိကြဒါဇင်နဲ့ကြည်တိကြလို့သိရပါတယ်နောက်သတင်းတွေကမလေးတိုင်းဒေသကြီးမိုးကုံးမြို့နယ်လေကြီးကြီးရွာနဲ့ပစည်းကြီးရွာကိုမြန်မာတပ်ဖွဲ့ဝင်တွေကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုက အော်တိုဘာလ12ရက်နေ့ညနေပိုင်းကပြုလုပ်ခဲ့တာဖြစ်ပြီးတော့တေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်နောက်သတင်းတွေကတော့မြန်မာနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ online လိမ့်လည်မှုတွေလှုပ်ဆောင်မှုတွေရောက်လာတဲ့နိုင်ငံသား52ဦးကို ထပ်မံစစ်ဆေးပေါ်ထုတ်ထင်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်ဒီလူတွေကထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံနဲ့ဝင်ရောက်လာတာဖြစ်ပြီးတော့မြောက်ပြည်ရွှေကုတ်ကူမေထော်တလီကြောက်ခတ်နေမိဒီမှာအွန်လိုင်းလုံးကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေကျူးလွန်ကြတဲ့တရုတ်နိုင်ငံသား32ဦးဖိလစ်ပိုင်နိုင်ငံသား15ဦးအင်ဒိုနီးရှားနိုင်ငံသား4ဦးနဲ့ပါကစ္စတန်နိုင်ငံသား1ဦးစုစုပေါင်း52ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်ဒီထိန်းသိမ်းတဲ့လူတွေကို အပြင်းလဲလွှဲပြောင်းပြည့်ရတော့မှာဖြစ်ပါတယ်နောက်တစ်နေ့ဒီဘုကပြည်သူ့ဝန်ထမ်းနဲ့နိုင်ငံဝန်ထမ်းတွေကိုမော်တော်ယာဉ်ဝယ်ယူခွင့်ပြုရေးကိစ္စဒီကြေညာချက်တစ်စောင်း online ပေါ်မှာထွက်နေပါတယ်ဆိုတော့ဒီကြေညာချက်ကမြန်မာ digital news ဆိုတဲ့ page ကတင်နေဆိုပြီးတော့ရေးစာနဲ့ထုတ်ထားတယ်ပေါ့နော်ဆိုတော့ဒါကကြေညာချက်အဟောင်းလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီရက်ပိုင်းမှာဒီကြေညာချက်သတင်းထွက်လာတာကျွန်တော်တို့မမြင်သေးပါဘူးအဲ့ဒီရေးစာပါတဲ့သတင်းဌာနကိုလည်းကျွန်တော်တို့သွားကြည့်တယ်ထုတ်ပြန်ထားတာမရှိပါဘူး အဓိကတော့ကာပါမေတီပေါ့နော်ဘယ်ဝန်ထမ်းတွေဆိုဘယ်အဆင့်ကနေဘယ်အဆင့်ဘယ်လောက်အင်ဂျင်ပါဝါဘယ်လောက်ဝယ်လို့ရတယ်ဆိုတော့စာအတုပါအစိုးရဘက်ကလည်းဒါနဲ့ပတ်သက်ပြီးထုတ်ပြန်ထားတာမရှိပါဘူးထုတ်ပြန်ထားတယ်ဆိုလို့ရှိရင်အချိန်နဲ့တပြေးညီကျွန်တော်တို့တင်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့မဲဆင်းတွေစစ်ဖို့ပေါ့နော်မဲဆင်းကပထမချိန်ကတ်ပြီးပါပြီမဲဆင်းကတ်ပြီးပြီဖြစ်တဲ့အတွက်ကိုယ့်နာမည်ပါမပါသွားရောက်စစ်ဆေးကြပါ စစ်ဆေးပြီးလို့ရှိရင် မပါဘူးဆိုလို့ရှိရင်အဲတက်ဆိုင်အတောင်ရှိတဲ့သူနဲ့မေးပြီးတော့ပေါအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ဆက်ပြီးဆောင်ရွက်ပါ ဲ့တော့ကိုယ့်ဘက်ဝင်ချင်းမှာရှိတဲ့သူတွေတေပြီးသားသူတွေရွှေပြောင်းသွားတဲ့သူတွေမဲဘယ်လိုမှမပေးနိုင်တဲ့သူတွေဆိုလို့ရှိရင်ပေါ့မဲပေးလို့မရတဲ့သူတွေပေါ့နော်အဲ့လိုလူတွေပါဝင်နေတယ်ဆိုလို့ရှိရင်လည်းပုံစံတောင်းပြီးတော့ကန့်ကွက်ပါပယ်ဖြတ်ပါအားလုံးလုပ်လို့ရပါတယ်နော်မဲစင်းမှန်မှုအတွက်ပြည်သူတွေရဲ့နိုင်ငံရေးပါတီရဲ့အစိုးရရဲ့ပူပေါင်းပြီးတော့စနေတကျလှုပ်ဆောင်အောင်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့မှားတယ်မှားတယ်ပဲထိုင်ပြောနေလို့မရပါဘူးနောက်တစ်ချက်ကကျတော့နိုင်ငံဝန်ထမ်းတွေပေါ့နော်အခုကျွန်တော်တို့ဒီနေ့ပြောလာတဲ့ညီငယ်တယောက်ရှိတယ် တောင်ဝန်နဲ့တော့ယာယီတောင်ဝန်သွားထမ်းဆောင်တယ်၄လ၅လအစသဖြင့်၃လလူတောင်ဝန်သွားထမ်းဆောင်တဲ့အချိန်မှာမဲစင်းအခက်အခဲဖြစ်နေတယ်ဘယ်မှာမဲပေးရမလဲမသိပုံစံတောင်းလို့လည်းမရပြောင်းဟိုရဲအကျုံးဝင်ဦးဒီရဲအကျုံးဝင်ဦးနဲ့ဒါဟိုကညင်းထုတ်လိုက်ဒီကညင်းထုတ်လိုက်အခြေအနေမျိုးတွေဖြစ်နေတယ်ဒါတွေကိုလည်းပေါင်းဆက်ညှိနှိုင်းဖြည့်ရှင်းပေးကြဖို့ပြောချင်ပါတယ်ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP Webby ABCBV ဖုန်းနံပါတ်ဖြစ်တဲ့39640398ကိုဒတရအကောက်တွေထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ